အာနာပြချင်းနဲ့ရီယယ်မက်ဒရစ်အသင်းရဲ့လောရည်တီအပေါ်ဝေဖန်လိုက်တဲ့လာလီဂါဥက္ကဋ္ဌတီဗက်စ်အခုရက်ပိုင်းမှာဆိုရင်တော့ရီယယ်မက်ဒရစ်အသင်းရဲ့လောရည်တီကလူပြောစရာဖြစ်လာတယ်ဆိုတာကိုသတိထားမိမှာပါရီယယ်မက်ဒရစ်အသင်းကကမ္ဘာပေါ်မှာအအောင်မြင်မှုအရှိဆုံးအသင်းတစ်သင်းဖြစ်ပေမဲ့လည်းအခုနောက်ပိုင်းမှာဆိုရင်တော့အသင်းရဲ့လောရည်တီကအဆုံးဖြတ်ချက်တွေက professional မပီတာတလို့ဖြစ်လာပါတယ်။ဘီဂရယ်နဲ့ volunteer စုပေးပွဲမှာကလေးက Venice ရဲ့စုမရလို့ဆိုပြီးတော့စုပေးပွဲကိုတသိန်းလုံးမတည့်ရောက်ခဲ့တဲ့ Real Madrid အသင်းကကြားထဲမှာလည်းဒိုင်လူကြီးတွေနဲ့က La Liga ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေနဲ့ကတောင်းလျှောက်ပြသနာတက်ခဲ့ပါတယ်။ပွဲစဉ်တစ်ပွဲနဲ့တစ်ပွဲအကြားမှာနားချိန်82နာရီပြည့်အောင်မပေးရင် La Liga နေပြီးတော့ လှုပ်ထွက်မယ်ဆိုပြီးတော့ချင်းချောက်တာတွေဒိုင်လူကြီးတွေကသူတို့အသိကိုဆိုရင်တဖက်သက်ဆန်တဲ့အဆုံးဖြတ်ချက်ချရလို့ပြောတာတွေစသဖြင့်ပြဿနာမျိုးစုံတွေကိုရင်ဆိုင်နေရတာလည်းဖြစ်ပါတယ် Real Madrid အသင်းကတကယ်ကိုပဲသူတို့ဘက်ကနေပြီးတော့ဇော်ရကတက်ခဲ့ရပါအခုလည်း Barcelona အသင်းနဲ့ကစားမဲ့ Copa del Rey Final မှာတိုင်ခင်ပြဿနာအကြီးကျယ်တက်ကြပြန်ပါတယ် ဖြစ်ပုံကတော့ Real Madrid အသင်းကအဲဒီ final ပွဲစဉ်အတွက်တာဝန်ပေးခံထားရတဲ့ဂွန်းလန်တိုင်လိုကြီး Ricardo De Bargos ကပြန်ဘက်ဘာစီလိုနာအသင်းကိုမျက်နှာသာပေးလိရှိရဲဆိုတဲ့အတိုင်းဖြစ်တယ်ဆိုပြီးတိုင်လိုကြီးကိုလဲလှယ်ပေးဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။အဲ့ဒါအပြင်ကမှ အသင်းရဲ့ကိုပိုင် channel ဖြစ်တဲ့ RMTV ကနေလည်းအဲဒီဒါလူကြီးနဲ့ပတ်သက်တဲ့ဆွဆွေးမှုတချို့ကိုဇတိုက်ဖော်ပြခဲ့ပါရယ်အဲဒီအခါကွင်းလှည့်အတိုင်းဘာဂိုးစ်က final ပွဲမှာတိုင်ခင် Real Madrid အသင်းရဲ့ဒီလုံးရဲ့တွေကြောင့်သူ့ရဲ့သားဖြစ်သူကကျောင်းမှာတင်ငယ်ချင်းတွေရဲ့အနိုင်ကျင့်ခြင်းကိုခံရကြောင်းနဲ့ တခိုးရဲ့သားဖြစ်သူဆိုပြီးတော့ပါပြောဆိုခံခဲ့ရတဲ့အကြောင်းငိုကြွေးပြီးတော့ပြောဆိုလာခဲ့ရလဲဖြစ်ပါရင်အဲဒီအခါမှာ VAR တိုင်းလူကြီးဖြစ်တဲ့ Pablo Gonzalez က Bagos ကိုနှစ်သိမ့်ပင်းနဲ့ဒီကိစ္စတွေကိုပို့ပြီးတော့တင်းတင်းကြပ်ကြပ်ဂိုင်တွေသွားဖို့လိုချောင်းနဲ့အရာအမကြခင်မှာတွေ့ရလိမ့်မှာဖြစ်ကြောင်းပြောဆိုခဲ့ပါရင်အဲဒီနောက်မှာတော့ VAR တိုင်း Gonzalez ရဲ့စကားထဲမှာ သူတို့ကိုချင်းချောက်တဲ့သဘောမျိုးပါဝင်နေတယ်လို့ Real Madrid အသင်းကယူဆပြီးတော့ချက်ချင်းပဲစာထုတ်ပြန်ပြီးတော့တောင်းပန်ခိုင်းခဲ့ပြီးဒန်လူကြီးတွေကိုလည်းလဲပေးဖို့ Spain ဘောလုံးအဖွဲ့ချုပ်ထံကိုပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ဘောလုံးအဖွဲ့ချုပ်ကဒန်လူကြီးတွေကိုလဲပေးလို့မရကြောင်းပြန်လည်ကြေညာလိုက်တဲ့အချိန်မှာတော့ Real Madrid အသင်းဘက်ကသတင်းစာရှင်းလင်းပွဲလဲမလုပ်တော့သလို Barcelona အသင်းကတာဝန်ရှိသူတွေဘောလုံးအဖွဲ့ချုပ်ကတာဝန်ရှိသူတွေနဲ့ဂျင်းပါတဲ့ညစာစားပွဲကိုလဲမတည့်ရောက်ခဲ့ကြပါဘူး။ final ဘွဲကိုတောင်မကန်မဲ point got လုံးမယ်လို့အစောပိုင်းကနဦးမှာသတင်းတွေထွက်ပေါ်ခဲ့ရလဲဖြစ်ပါရင်ဒါပေမဲ့နောက်ပိုင်းမှာ final ဘွဲကိုတော့ကန်သွားမှာဖြစ်ကြောင်း Real Madrid အသင်းဘက်ကနေပြီးတော့စာထုတ်ပြန်ခဲ့ပါရင်အခုလို Real Madrid အသင်းရဲ့အပြုအမူတွေအပေါ် La Liga ဥက္ကဋ္ဌဖြစ်သူ Xavier Tevez ကတော်တော်လေးကိုဒေါသထွက်နေပြီးတော့ ရီယယ်အိုဂတာဖီရက်စ်ကစပိန်ဘောလုံးလောကကိုလေးစားမှုမရှိဘူးဆိုပြီးတော့သူ့ရဲ့ဆိုရှယ်မီဒီယာကနေပြီးတော့ပြောဆိုလိုက်တာလည်းဖြစ်ပါရင်ဂျီဗတ်စ်နေနဲ့ဖီရက်စ်နာမည်ကိုတက်ပြီးတော့ပြောဆိုခဲ့တာမဟုတ်ပေမဲ့လည်းစကလုံးတွေကရှင်ညွန်းနေမယ်သိတာပေါ်လည်နေပါရင်ဂျီဗတ်စ်ရေးသားခဲ့တာကတော့အခုလိုပဲဖြစ်ပါရင်ဒါကဘောလုံးတသက်ပဲမဟုတ်တော့ဘူးဒါအာနာယဝတ်ဂျူပန်လာတာပါ သူကကျွန်တော်ကိုမကြိုက်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကသူဖြစ်ချင်တယ်လို့မလုပ်ပေးတာအကြောင်းပါ။သူက UEFA ဩဂတာအလက်ဇန်ဒါချက်ဖရင်းကိုလည်းမကြိုက်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ချက်ဖရင်းကလည်းသူဖြစ်ချင်တာကိုမလုပ်ပေးလို့ပါ။စပိန်ဘောလုံးဩဂတာရာဖေးလူဇန်ကိုလည်းသူမကြိုက်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့လူဇန်ကလည်းသူဖြစ်ချင်တာကိုမလုပ်ပေးတာအကြောင်းပါ။ TV ကအစီအစဉ်တင်ဆက်သူတွေကိုလည်းသူသဘောမချပါဘူး။ ဘာဖြစ်လို့လဲဆိုတော့သူတို့ကလည်းသူဖြစ်စင်နာရီကိုမပြောကြလို့ပါဒိုင်လူကြီးအဖွဲပြပြင်ပြောင်းလဲရေးလောက်တာတွေကိုတော့ parents ကရှေ့ဆက်မလုံးဆောင်ချင်ပါဘူးဘာလို့လဲဆိုတော့အဲ့ဒါကသူဖြစ်စင်နာမဟုတ်လို့ပါ အခုလဲ Real Madrid TV ကနေဒိုင်လူကြီးရဲ့အပေါ်မတရားဆွဆွဲတာတွေလုပ်နေတာကြောင့်စာထုတ်တော့သူကသူ့ပုံစံနဲ့ပဲတုံ့ပြန်ခဲ့ပါတယ် တတင်းစာရှင်းလင်းပွဲကိုသူဖြတ်တဲ့အသင်းကို training center တွေရက်ခိုင်းနေသူကကိုဘာဂျယ်ရီ final အပေါ်မလေးမစားလှုပ်ဆောင်နေတာပါသူရဲ့စိတ်တဘောတာကသေးတိမ်လွန်ပါတယ် သူကအစနဖော်ထုတ်တာမလုပ်ပါဘူး၊ဖျားပေးတာပါ။သူကဇောတကတက်တာမလုပ်ပါဘူး၊ချိန်ချောက်တာပါ။သူကဘောလုံးလောကကိုမတိုးတက်စေချင်ပါဘူး။သူကသူ့ကိုယ်ပိုင်ဘောလုံးလောကကိုတိဆောက်ချင်နေတာပါ။စိုးစုံကတော့အရာကိုသူစူးစမ်းနေတာမဟုတ်ပါဘူး။စိုးစုံကလူတော်များကအရာကိုခွင့်ပြုကြတာပါပဲ။ပြီးတော့ကုလဲကုညီနေကြတယ်ဆိုပြီးတော့ TVS ကပြောဆိုသွားခဲ့ရလဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။